ော်မှာဗိုလ်ချုပ်ကြီးအစင်းတော့တာဝန်ထမ်းတော်မူတဲ့လူတွေကတည်သွားတာပေါ့ဗျာပြစ်တယ်လို့စပိန်နဲ့လူကလာပြစ်တယ်တာလေအဲဒီတော့တော့အတိတတိမရှိဘူးလားအဲ့ဗိုလ်ချုပ်ကြီးကမဟုတ်ဘူးမဟုတ်ဘူးတော့ဒါကျွန်တော်အမှန်ကိုပြောတာပေါ်နေတာမဟုတ်ဘူးတကယ်တတိရှိတဲ့ကောင်ရှိထွက်လာတယ်မင်းတို့စစ်တပ်ကပေါ်ထွက်လာတယ်ဘာလို့တော်လိုင်းတားကောင်တွေကတော့ခေါ်တော့ရှင်းလားအစိုးတခွင်းထဲမှာပြောင်းနေဖို့ပြောင်းတဲ့ပြင်းကြီးအဲ့တွေးနေအဲ့ရုံကြီးချက်တယ်တရားမျှတမှုတိုက်နေတာမကူနဲ့ငင်းချက်မြို့တိုက် ဟယ်လိုချရတဲ့မြို့ပပီတူညီကိုမော်နမာများအားလုံးပဲမင်္ဂလာပါ News Speed Channel ကနေပြီးတော့မှကြိုဆိုလိုက်ပါရစေ2025ခုနှစ်မေလ26ရက်နေ့ရက်ကျွန်တော်တနင်္လာနေ့မှာပြင်မှာဆိုတော့တော်လိုင်းရေးတပ်ဖွဲ့တွေကနေပြီးတော့မှယူဆောင်လာပြတဲ့တော်လန်တရင်တို့တရင်ကောင်းတွေပြင်ဘိုမာရက်ကွက်အချင်းချင်းပြန်ပြီးတော့မှယူခဲ့တဲ့ဖွဲ့တွေလည်းကျွန်တော်များစွာချက်မှာဖြစ်တဲ့အတွက်ဗီဒီယိုကိုကျွန်တော်တို့သူစာဆုံးချစ်ရှုပေးချဖို့အားလုံးဖိတ်ခေါ်လိုက်ပါရစေကျွန်တော်အဲ့လိုမျိုးဗီဒီယိုတွေမချစ်ခင်မှာပထမအဆုံးအနေနဲ့ပေါ့နော်ခါတိုင်းလိုပဲတရင်တိုလေးတွေကြည့်လိုက်ရအောင်ပထမဆုံးတရင်တပုတ်အနေနဲ့ကတော့ မကွေးတိုင်းမြိုင်မြို့နယ်ကိုစစ်ကြောင်းထုတ်လာတဲ့တမတရတဲ့နဲ့ခလာရနေရ94တရင်ကစစ်ကောင်စီတပ်သားတွေကိုတိုက်ခိုက်ခဲ့လို့ချမ်ဘစ်စစ်ကောင်စီဘက်ကရှုပ်ဦးတည်ဆုံးခဲ့တယ်ဆိုတဲ့သတင်းကောင်းလေးပဲဖြစ်ပါတယ်။တပ်ပွဲတွေမှာချမ်ဘစ်စစ်တပ်ဘက်က Jet Fighter, Paramotor, White Hawk တွေနဲ့လေကြောင်းတိုက်ခိုက်မှုတွေပြုလုပ်ခဲ့ပြီးတော့ချမ်ဘစ်စစ်ကောင်စီတပ်သားတွေရဲ့စီးရနေပြီးတော့မှ MA1 တနက်တလက်ကြီး900ကျော်ခဲရန်တွေနဲ့စစ်သားမတားအောင်ရှီလောင်းကိုလည်းတင်းစီရမိခဲ့တယ်လို့ပြောဆိုထားတာပဲဖြစ်ပါတယ်။စစ်ခွေးတွေကအင်အား၄၀၀လောင်းနဲ့စစ်ကြောင်းထိုးလာတာစစ်ခွေးတေးစင်းကတော့ကျွန်တော်တို့ရုပ်အလောင်းရှီလောင်း တင်းစေးရမိတာကိုပဲအတည်ပြုထားတာပေါ့ထိခိုက်မှုတော့များတယ်ဆိုပြီးတော့မှဘခုကို special task force ကတောင်းရှိသူတို့ကနေပြီးတော့မှပြောဆိုထားပဲဖြစ်ပါတယ်ဒီလိုမျိုးပေါ့နော်ကျတို့ပြည်သူတွေနေတဲ့ကြီးပါတွေကိုစစ်ကြောင်းထွက်လာတဲ့စစ်ကောင်စီရဲ့အင်အားလေးရပါတဲ့စစ်ကြောင်းတွေကိုကျတို့ခုဆိုရဲအမှုချိတ်တက်ခိုက်နေတာပြီးတော့မှကြားထဲမှာတော့စခွေးတချို့အဆင်တော့ဒီလိုမျိုးပေါ့နော်ဝန်နာချိုးကနေနဲ့တက်ဆုတ်ပြေးနေရတယ်လို့ကျတို့နောက်ထပ်သိရတာပဲဖြစ်ပါတယ်နောက်ထပ်သတင်းသဘောအနေနဲ့ကတော့ စစ်ကောင်စီကစာတင်ကြောင်းဆေးုံစားတဲ့လူစုလူဝေးရှိရာနေရာတွေကိုပြစ်မှတ်ထားလေကြောင်းတိုက်ခိုက်မှုတွေလုပ်နေလို့မြေပြင်မှာဖွင့်လှစ်ထားတဲ့ဂျာကာလာပညာရေးကျောင်းတွေအားလုံးခေတ္တရာကြီးပိတ်ထားဖို့အမျိုးသားညီညွတ်ရေးဆိုရဲ NGO ပညာရေးဝန်ကြီးဌာနကနေပြမမေလ25ရက်နေ့မှာညွှန်ကြားချက်ထုတ်ပြန်ထားတယ်ဆိုတဲ့သတင်းပဲဖြစ်ပါတယ်။နိုင်ငံသားကောင်းရတနာကလေးတွေဆရာဆရာမတွေနဲ့ပြည်သူတွေရဲ့အတက် NDA တိုက်ခိုက်ဆုံးရှုံးမှုမရှိစေရတဲ့ တင်ကြရဲ့ယာယီရနာထားခြင်းဖြစ်ပြီးတော့ဘေးနဲ့ကင်းရှင်းရဲ့အစီအမံတွေဆောင်ရနေတဲ့အချိန်မှာပဲခေတ္တယာယီရနာထားဖို့ညွှန်ကြားလိုက်တဲ့စပရမထုတ်ပြန်ချက်မှာပါဝင်ထားတာပဲဖြစ်ပါတယ်။ညွှန်ကြားမှုကိုတည်ဆင်ရာဆင်းဆင်းသောတာဝန်ရှိအဖွဲ့အစည်းတွေကနေပြီးတော့ကြီးကျက်ကိုညီပူပေါင်းပုံပေးချဖို့နဲ့တင်ကြတင်မှုဆင်းဆင်းမပြတ်စေရတဲ့အမျိုးသားညီညွတ်ရေးအစိုးရပညာရေးဝန်ကြီးဌာနကနေပြီးတော့ထုတ်ပြန်ထားတဲ့မူဝါဒတွေလမ်းညွှန်ချက်တွေတိုင်းဆောင်ရွက်ပေးချဖို့တိုက်တွန်းထားတာပဲဖြစ်ပါတယ်။ဒီလိုမျိုးစစ်ကောင်စီအနေနဲ့ကတော့ကျွန်တော်တို့ ပြည်သူတွေလူစုလူဝေးရှိတယ်ဆိုတာနဲ့ပေါ့နော်ဒီကောင်တွေကနေပြီးတော့မှမဲမဲမြာဆိုပြီးတော့မှကျွန်တော်တို့ပြည်သူတွေနဲ့တောင်းလဲရေးပေါ်တွေကိုတောင်းမှမခွဲခြားတော့ဘဲနဲ့ဘုံကျတက်ခတ်မှုတွေဆက်လက်လုံဆောင်လာတာမလို့ဒီလိုမျိုးစီစဉ်ရဆိုရင်တော့ကောင်းတယ်လို့ပြောမှာပဲဖြစ်ပါတယ်မကြခင်မှာတော့စစ်ကောင်စီရဲ့လေဘဲတွေကိုကျွန်တော်တို့နေနဲ့ပေါ့နော်ကင်ပစ်နေတော့မဲ့အနေထားတွေကိုလည်းဟုတ်ဆိုရင်မရှင်တွေနဲ့စတင်နေကြတာမလို့ကျွန်တော်တို့နေနဲ့မကြခင်မှာတော့အားလုံးမျှော်မှန်းထားတဲ့တည်ငောင်းလေးထပ်ပြီးတော့မှကြဖို့မျှော်လင့်ရတာဖြစ်ပါတယ် ကျွန်တော်တို့ဒီနေ့မနေ့ပထမဆုံးအနေနဲ့ကြာမှာကတော့မြန်မာနိုင်ငံအရေးအမှရှိတဲ့တွန်လိုက်တဖို့နဲ့ပထမစစ်ကောင်စီတဖို့တွေကိုအမုံကြည့်နေတဲ့အချိန်မှာကျွန်တော်မကြခင်မှာတော့ဂျုံတို့မျိုးနဲ့မြင်းချံမျိုးကိုမြို့သိမ်းတဲ့ဘွဲတွေစတင်ဆင်နွှဲတော့မယ်ဆိုတဲ့အကြောင်းဆရာလူမျိုးကျော်အနေနဲ့ပြတော့မှတင်းကောင်းပြောကြားထားတာပဲဖြစ်ပါတယ်ဆရာလူမျိုးကျော်ဘယ်လိုမျိုးလဲပြထားမလဲဆိုတာကျွန်တော်စာကြည့်လိုက်ရအောင်နော်အညာသားကြီးတကယ်ကြစ်နေတာတော့မြန်မာပြည်လေပိုင်းကြော်ရုပ်မြင်းချံခရိုင်တက်ရင်စဲ့ရင်လို့ပေါင်းထားတဲ့ဗျူဟာမြောက်စစ်စင်ရေးမြို့နဲ့ချောင်းနဲ့ရပါကပါရီကိုပါတယ် အင်အားမပြောဘူးစုံစမ်းတတိရှိဝိုင်တွဲလို့အမှန်တတိ5အမှန်တတိ5ဒီပါလေအမှန်စံတီးပါလေလာကြည့်ချင်ပါပြောင်းပြီး point 5ဒီတားစီထောင်းတာလေတတိရှိအရတားပြည်လူကိုပုံမချဲတယ်အချောက်တယ်တနက်တနက်ရှိလူပြင်ရောတော်လိုင်းကြီးဘက်ကကောင်းကြီးကမင်းတို့ဘက်ကတကောင်တွက်ငါတို့ဘက်ကတကောင်တွက်မယ်ပစုံးကွင်းထဲမှာတကွင်းထဲမှာနှစ်ဖိုးတဲ့ပြည့်ချေဆော်လို့ရတယ်ရှင်းလား4နေတာမဟုတ်ဘူး တကယ်တတိရှိတဲ့ကောင်ရှိထွက်လာတယ်မင်းတို့စစ်တပ်ကကောင်ထွက်လာတယ်မတို့တော်လိုင်းတားကောင်တွေကတို့ခေါ်တော့မယ်ရှင်းလားပစိုးတခွင်းထဲမှာတယောက်နှစ်ခုတယောက်တဲ့ပြစ်ကြီးအဲ့လိုတွေးနေအဲ့လိုယုံကြည်ချက်နဲ့တရားမျှတကိုတိုက်နေတာမဟုတ်နဲ့မြင်းချက်မျိုးကိုသိမ့်မှာမြင်းချက်မျိုးကိုသိမ့်မှာဆိုတော့ကမြင်းချက်ခဲတက်ရင်းနေအားလုံးကသိမ့်မှာကချင်ကအခုတိုက်နေတဲ့ဗမော်ကိုသိမ့်မှာမြင်းချင်းကိုသိမ့်မှာကရင်ကဒီကိရိကြုံတို့ကောင်တွေကိုဘယ်လိုလုပ်ထားတဲ့တယ် စစ်တောင်းထွက်ဖို့ကော်ရီကိုစစ်ကူအင်အားပို့ဖို့ထွက်လို့မရအောင်စနိုက်ပါနဲ့ထောက်ပြီးတကောင်ထွက်တကောင်ပြစ်မတပေါ်တာတန်းစီနေရပဲကြုံလို့ကော်ရီလမ်းပိုင်းမြောက်ပြီးဒေါနာတောင်အာရှလမ်းပိုင်းကိုပြန်ဆုံးမနိုင်ဖို့အတွက်စစ်ကူပို့ဖို့ကြုံလို့မျိုးကထွက်ဖို့ကြိုးစားနေတယ်စင်အားတွေစုဆောင်နေတယ်ဒါပေမဲ့တိုင်းတက်တွေကဘီဝါကြောက်ကြောက်ပိတ်ထားတယ်စစ်တောင်းထွက်ဖို့မိဘုံကွင်းရတဲ့ကြောင်းလမ်းပေါ်တော့ထွက်ရေကိုရအောင်ဖမွေရေကြောက်ကြောက်ကြောက် တစ်ချက်တစ်ကောင်ရတယ်ရောရှော့လိုက်ဒုံးကြီးပြုတ်နေတာလေမင်းတို့သိပါတယ်ကွာတေတာမှတော့อืมတေတဲ့အကြောင်းမပြောချင်ဘူးတေတဲ့အကြောင်းမပြောချင်ဘူးမင်းတို့ကတေးစီခြင်းနေမှာတော့ငါတို့ကလည်းပြစ်ပေးရတာပေါ့ကွာအဲ့တော့အထကတေအကြောင်းမပြန်ဆုတ်ဝင်သွားတာကိုလည်းသိတယ်မြို့ကြီးတွေကနေလက်လက်ကြီးနေတယ်ပြစ်နေကြတယ်ငါတို့ကြားတယ်ဂျိုင်းဒရာကမရငါးလင်းငါတက်ဂျုံဂျုံဂျုံဘုတ်ကောင်းတဲ့အထွက်ကမရငါးလင်းချောက်တက် ယတိကြောင့်အမတ်တအခြေခံအထက်တန်းကြောင့်ယက်စကံကပြူဟာကမူလုံးကြောင့်ဥကွယ်စေရကျုံးကလေးရွာထက်အဲ့ဒီမှာခံစစ်ပြင်ထားတယ်ဆိုတယ်ငါတို့သိတယ်မပူနဲ့ဒရုန်းကိုရွာပြီကရုတ်ချင်းနဲ့ခိုင်အောင်ပူတာတော့ယတိကြောင့်အတကတိယက်စကံကပြူဟာကမူလုံးကြောင့်ဥကွယ်စေရကျုံးကလေးရွာထက်ကကောင်းတယ်အဲ့တော့ကျွန်တော်ကတော့ဆက်ရှောင်ရရပါတယ်ကျွန်တော်တို့သိမှာပါ ပူပေါင်းတက်နေပြီပါကြာမိတ်ဆုတာတယ်ဒီကောင်တွေကိုသိကိုပတ်တော့တဲ့ခြေတွေဖြစ်လာပါလိမ့်ဒါတော့ဗောနာဆီယလူမြကျောင်းနဲ့ပြီးတော့မှကျောင်းတို့မကြခင်မှာတော့တော်လိုင်းတပ်ဖွဲ့တွေရနေပြီးတော့မှကျောင်းတို့မျိုးနဲ့မြင်းချံမျိုးကိုမျိုးသိနေဖွဲ့တွေဆင်းရဲတော့မယ်ဆိုတဲ့ကြောင်းပြောဆိုထားတာဖြစ်ပါတယ်ကျောင်းတို့အလုံးတည်ထားတဲ့အချိန်ပဲကျောင်းခုဆိုရင်တော့ကရင်ပြည်နယ်ဘက်မှာဆိုရင်စစ်ကောင်စီရဲ့တပ်စခန်းတွေတခုပြီးတခုတင်ပရရှိဖို့ကြိုးစားနေတာဖြစ်ပြီးတော့မှဒီကြားထဲမှာကျောင်းအညာမြင်မှာလဲပေါ့နော်ကိုမြင့်ဆောင်အညာမြင်ရဲ့အထူးခရင်စစ်စင်နေနဲ့စတင်တိုက်ခိုက်မှုတွေလှုပ်ဆောင်နေတာဖြစ်လို့စစ်ကောင်စီရဲ့ရဲစခန်းတွေပြူစခန်းတွေနဲ့ ဒီသူတို့ရဲ့ပေါ့နော်ပြည်မထဏာကျော်တော်ကိုစေဦးတည်ပြီးတော့မှတိုက်ခိုက်နေတာပဲဖြစ်ပါတယ်ဒီချိန်မှာကျွန်တော်တွေးဆနေကြတဲ့ဒီတီတာယုံမလို့လို့မျိုးအုပ်စုတွေကိုလည်းကျွန်တော်တော်လိုင်းရေးမှာတခါတည်းအပြတ်ရှင်းမယ်ဆိုပြီးတော့မှတွေးကြော်ထားကြတာမို့လို့မြင်းချမ်းမြို့သိမ်းတဲ့ဘက်သားဆင်ရွက်လာမယ်ဆိုတော့အဲ့ဒီအုပ်စုဟာဆိုလဲပေါ့နော် အပြောက်ရှင်းရမယ့်အနေအထားပဲဖြစ်ပါတယ်။ကျွန်တော်ခရင်တက်တော်တွေနဲ့သူဂျန်နဲ့မိဘပြည်သူတွေအားလုံးကနေပြတော့မှာပဲ။တောင်ပိုင်းတိုင်းမှာရှိတဲ့တလိုင်းတဖွဲ့တီတီကိုကုညီထုတ်ပိုင်နဲ့မကြခင်မှာအားလုံးမြန်မှန်ထားတဲ့တိုင်ပေါ့နော်။နေဆက်စီမြင့်တဲ့ကျော်မှာရှိတဲ့စစ်ကောင်စီတက်စကန်တွေစူမိုထင်းချုံနိုင်ဖို့ဆိုတာတော့ကျွန်တော်ချိန်ဒီဖို့ဖြစ်လာတော့မှာပဲဖြစ်ပါတယ်။နောက်ထပ်ဗီဒီယိုတဘိုးအနေနဲ့တရွဲ့ထဲချိုးလုပ်ငန်းတွေမှာအချင်းပြချစားပြီးတော့မှလှုပ်ရှားနေကြတဲ့စစ်ကောင်စီတပ်သားတွေကြောင့်တင်ဆက်ထားတဲ့တဲ့တင်လေးကျွန်တော်ဆက်ပြီးတော့မှနားထောင်ကြည့်လိုက်ရအောင်နော်။ ဒီတစ်ခါမှာတော့ဒေါနာ TV ရဲ့တက်မတော်တဲ့ကစကားအတန်အစီအစဉ်အနေနဲ့တက်မတော်ချီမင်းနဲ့အထည်ချုပ်ဆက်ယုံကဝန်ထမ်းတအုပ်ရေးသားပေးပို့လာတဲ့စာလေးကိုဖတ်ပြပေးမှာပဲဖြစ်ပါတယ်ရှင်။ကကနဲ့လောက်ခံတက်မတော်ချီမင်းနဲ့အထည်ချုပ်ဆက်ယုံတမိုင်းကဆက်ယုံဝန်ထမ်းတအုပ်ပါ။ဆက်ယုံအတွင်းမှာဖြစ်ပျက်နေတာလေးတွေကိုပြောချင်လို့ပါ။ဆက်ယုံအတွင်းကဝန်ထမ်းလိုင်းကအတွေ့ဝန်ထမ်းများကနှလုံးသုံးလုံးတိုင်းများဖွင့်ကတရားဝင်ပဲရောင်းချနေတယ်လို့ဆက်ယုံအတွင်းမှာလည်းဝန်ထမ်းများကအလုပ်ကိုစိတ်ဝင်စားပဲနှလုံးသုံးလုံးထီများထိုးနေကြပါတယ်။အဲ့ဒါကြောင့်ဘဝပြတ်တဲ့ဝန်ထမ်းမိသားစုတွေမနေတော့ပါဘူး။ အလုပ်ချိန်အတွင်းအဲ့ဒီလိုလောင်းကစားလုပ်နေတာကိုတာဝန်ရှိတဲ့သူတွေကဘာမှမပြောကြပါဘူးသူတို့စီးပွားရေးကိုပဲစိတ်ဝင်စားနေကြတာပါအဖြူဝိတွေနဲ့အထူးအရာရှိတာဝန်ရှိသူတွေပါပါတယ်နောက်ထပ်ဆိုတော့ကစက်ယုံအတွင်းမူရည်စေဘာရောင်းဝယ်တုံးဆွဲနေကြတာအဆူဆုံးပါပဲမသိရင်စက်ယုံကနေဆက်မျိုးတစ်ခုလိုပါပဲရောင်းတဲ့သူဝယ်တဲ့သူတုံးနေတဲ့သူတွေကိုသိနေမြင်နေပေမဲ့လေတာဝန်ရှိတဲ့သူတွေကတားမြစ်အရေးယူခြင်းမရှိပါဘူးညာဘက်ဆိုစေသမားကတစ်မျိုးအယက်သမားကတစ်မျိုးလိုင်းကအညီဝိုင်းဖွဲ့ကတောက်စားနေခြင်းနေကြောင် လင်းငယ်တွေအတူယူလွယ်ပြည့်စည်စေခြင်း၊မူရစီဝါကြောင့်ဘဝပြည့်စည်ခြင်း၊လောင်းကစားကြောင့်ဝန်နှန်းမိသားစုဘဝစိတ်ဆင်းရဲရခြင်းတို့ဖြစ်ပေါ်နေပါတယ်။ကကနဲ့ညှို့မှုနဲ့ရကတအတိုင်းမှုတို့လည်းသိစေခြင်းပါတယ်။ဒီသတင်းဟာအမှန်မှာအထက်ကသိအောင်ပြောပြပါလို့စာရေးသားပေးပို့လာပါတယ်ရှင်။ကျမတို့အစီအစဉ်ဟာတမတော်သားအရာရှိစစ်တီတွေအင်တာနက်ရဲမေတွေနဲ့ဝန်ထမ်းတွေရဲ့အခက်အခဲကိုအများကသိအောင်တင်ဆက်ပေးနေတဲ့အစီအစဉ်ပဲဖြစ်ပါတယ်။တမတော်သားအရာရှိစစ်တီတွေအင်တာနက်ရဲမေတွေနဲ့ဝန်ထမ်းတွေအနေနဲ့ကျမတို့အစီအစဉ်မှာပါဝင်ခြင်းမဆေဘောက်ကနေတစင်စာပေးပို့ပြီးပါဝင်နိုင်ပါတယ်။ ပေးပို့လာသူတွေရဲ့အချက်လက်တွေကိုကျမတို့အဖွဲ့သားတွေကလိုအပ်ပေးထားမှာပဲဖြစ်ပါတယ်ရှင်ဒါတော့ပေါ့နော်ကျွန်တော်အားလုံးသိထားတဲ့အတိုင်းပဲစစ်ကောင်စီရဲ့ချီမြင့်တဲ့အထက်ချိုးစီအောင်မှာလှုပ်လှုပ်နေကြတဲ့ဝန်ထမ်းတွေရနေပြီးတော့မှနှလုံးသွင်းလုံးချက်တွေထိုးပြီးတော့မှဟုတ်ဆုံးလည်းမွေးစေးတွေရောင်းဝယ်နေကြတယ်ဆိုတော့လည်းကျွန်တော်သိရတာပဲဖြစ်ပါတယ်ဒီကြတဲ့မှာသူတို့ရရှိရတဲ့တောင်းမှာပေါ့နော်ကြီးမှုကျင်းပပြီးတော့မှကိုရိုင်ကိုချပါဝင်နေတော့ချစ်ချင်းဖြစ်တဲ့ကောင်တွေကတော့မွေးစေးဝလုပ်ငန်းမှာဆိုလည်းပေါ်ပေါ်တွင်နဲ့လှုပ်ဆောင်နေကြတယ်ဆိုတော့ကျွန်တော်နောက်ထပ်သိရတာပဲဖြစ်ပါတယ်ဒီအထက်ကစစ်ကောင်စီတွေကနေပြီးတော့မှ ကျွန်တော်အေအေနဲ့ပေါ့နော်တခြားတော်လိုင်းရေးတပ်ဖွဲ့တွေကိုမြို့ရစီဝါရောင်းဝယ်ပြီးတော့မှလင်းနေတဲ့ရေးခါတွေကိုစုဆောင်းနေတယ်ဆိုတဲ့ပုံစံမျိုးဝါရဖြန်ပြောဆိုနေပြီမဲ့အောက်ခြေမှာဆိုတော့တကယ်တမ်းမြို့ရစီဝါကိုဒီမြို့ရရစော်တွေလိုမျိုးလို့ဆောင်နေကြတာကတော့စစ်ကောင်စီတပ်သားနဲ့အရာရှိတွေကိုယ်တိုင်ပဲဖြစ်တယ်ဆိုတာကိုကျွန်တော်ထပ်ပြီးတော့မှသိရတာပဲဖြစ်ပါတယ်နောက်ထပ်ဗီဒီယိုသဘောအနေနဲ့ပုံမပြောင်းချက်နေပြီးတော့မှရွှေချင်းမြို့နယ်ကျွန်းကြီးရွာကမင်္ဂလာဆောင်ပွဲပေါ်ကိုစစ်ကောင်စီရဲ့ပေါ့နော်ဘုံကျဲတိုက်ခိုက်မှုနဲ့ပတ်သက်ပြီးတော့မှဘယ်လိုမျိုးဝင်ခံပြောကြားထားမလဲဆိုတာကျွန်တော်တချို့လောက်နားထောင်ကြည့်လိုက်ရအောင်နော် ီဒီရွာဟာအမ်တနည်းအားဖြင့်ခင်ဗျားတို့ NUG အနေနဲ့ပြောနေတယ်လို့မျိုးပဲ NUG PDF မင်းကြီးစိုးမိုးသောရွာဖြစ်ပါတယ်နော်အဲ့တော့အဲ့ဒီရွာလေးမှာ PDF ကတောင်လေးကမင်္ဂလာဆောင်တယ်မင်္ဂလာဆောင်တာဘယ်သူနဲ့မင်္ဂလာဆောင်သူ့နာမည်တီးမောင်ထွေးလို့ခေါ်တာပေါ့နော်တီးမောင်ထွေးဆိုတာက KNU ကအဲသူ့ရဲ့တမီးအဲသူ့ရဲ့တမီးနဲ့ PDF ကောင်လေးနဲ့မင်္ဂလာဆောင်ပါတယ်မင်္ဂလာဆောင်တဲ့အခါမှာ ပြောကြရှင်ကြတော့ဗျာကကြတာပေါ့နော်ကနေဆင်တာ PDF တွေလည်းအများကြီးလာပါတယ် KNU တွေလည်းအများကြီးလာပါတယ်အဲ့ဒီချိန်မှာပဲအဲလေငါနေပြီးတော့လာရောက်ပြီးတော့တိချသွားတယ်တိချသွားတဲ့ခါမှာတန်ပုံမှန်အဖြစ်လေးရနှလုံးကျဲလေးရှိပြီမဲ့တစ်လုံးပဲကျဲပါတယ်တစ်လုံးကျဲတဲ့ခါမှာအမ်သူတို့သမီးကတော့ထိသွားတယ်သူတို့သမီးကထိသွားပါတယ်အဲထိသွားပြီသူတို့သားကတော့လက်မောင်းလောက်ပဲထိပါတယ်နော် အဲဘယ်လိုထိနေလဲဆိုလို့ရှိရင်အလုံးပေါင်းသူတို့ပြောတာတော့ရောက်20ကျော်လောက်တော့ပြောတာနော်ကျွန်တော်တို့ကျွန်တော်သိရှိရတဲ့လောက်ပေါ့နော်ကျွန်တော်ပြန် share တာပါသိရှိရတဲ့လောက်ဆိုအလုံးပေါင်း40ကျော်ပါတယ်အထက်ဆက်လက်ပြီးတော့လည်းတည်ဆုံမှုတွေရှိနိုင်သေးတယ်လမ်းမှာတည်ဆုံမှုတွေလည်းရှိနိုင်တယ်နော်အဲ့တော့ဒီဖြစ်ရက်ကမှန်ကန်တယ်လို့ဒီဖြစ်ရက်ကဒီ KNU ပွဲပေါ့နော် KNU နဲ့ PDH ရွှေလန်းငွေလန်းဖောက်တဲ့ပွဲပါအဲ့မှာအဲ့ဒါမျိုးဖြစ်သွားတယ်အဲ့တော့ကဘယ်လိုကျွန်တော်ပြောမလဲပြန်နော် စစ်တပ်ကလည်းအဲတနည်းအားဖြင့်စစ်တပ်ရဲ့ရိခါလမ်းကြောင်းတွေလည်းတိုက်ခိုက်လာရှိတာပဲเนาะပြောင်းရတော့ပါနော်ဒီလိုမျိုးကျော်တို့ဒီကန်ယူနဲ့ PDF တွေရှိလို့အခုလိုမျိုးစကွန်ဆင်နေပြီးတော့မှမင်္ဂလာပွဲကျင်းပနေတဲ့အချိန်မှာဘုံချက်ခဲ့တယ်ဆိုပြီးတော့မှပြောလို့ပြောစားပြောဆိုထားတာဖြစ်တယ်တကယ်တမ်းကျတော့ပြည်သူတွေပဲပေါ့နော်ရှိတာဖြစ်ပြီးတော့မှစကွန်ဆီနေနဲ့လူစုလူဝေးမြင်နေဆိုတာနဲ့ဘုံချက်တိုက်ခိုက်မှုတွေလို့ဆင်အောင်ချင်နေတယ်ဆိုတော့လည်းကျွန်တော်သိရတာပဲဖြစ်ပါတယ်ဒါကြောင့်မလို့ကျွန်တော်အနေနဲ့ဒီမလို့ဘိုးဆိုတော့စကွန်ဆီရဲ့ဒီလိုမျိုးဘုံချက်တိုက်ခိုက်မှုတွေကနေပြီးတော့မှရှောင်ချင်နေအောင် ဆိုရတာခဏရက်တမ်းဖို့ပေါ့နော်လွမ်းနေတာပဲဖြစ်ပါတယ်ဒီရုရှားရဲ့ကုညီထောက်ပံ့မှုတွေနဲ့တော့ခုလိုမျိုးနောက်ဆုံးပေါ်ညီပညာတွေနဲ့ပြည်သူတွေကိုပြန်ပြီးတော့မှတက်ပြက်နေတဲ့စစ်ကောင်စီရဲ့လူရဲနဲ့ပတ်သက်ပြီးတော့မှတချိန်မှာတော့ကျွန်တော်တို့တော်လိုင်းရေးပူဝန်တဖို့မျိုးနဲ့ပြီးတော့မှပြည်သူတွေနဲ့တူပြန်ပြီးတော့မှအမှုန့်ချစ်ချေမှုတက်ခတ်ရမယ်ဆိုတာတော့ဟုတ်ဆိုရင်ကျွန်တော်တို့ပေါ့နော်တေချပေါက်ပြောလို့ရတာဖြစ်ပါတယ် နောက်ထပ်ဗီဒီယိုသဘောအနေနဲ့ဘောမဆိုဝေးရနေပြီးတော့မှဟိုတလောကပဲဒီစစ်ကောင်စီရဲ့အငိမ့်စားဗိုလ်မှူးချုပ်ချိုထွန်းအောင်စပိန်နဲ့ပေါ့နော်ကျွန်တော်တလိုင်းရဲဘော်တွေကနေပြီးတော့မှအပြည့်ရှင်းလိုက်တဲ့ပုံမှာဒီကောင်ဘယ်လိုမျိုးခြေကွက်လာမျိုးဆိုတဲ့ပြောဆိုထားအောင်မလဲဆိုတာကျွန်တော်စစ်ပေးတော့မှခြေလဲရအောင်နော်ကျွန်တော်ပြောချင်တာကျွန်တော်ကိစ္စမဟုတ်ဘူးတတိရှိဖို့ကအဲဗိုလ်ချုပ်ကြီးတွေအခုတည်နေစပိန်နဲ့လာပြစ်သွားတယ်ဗျာရှက်ဖို့ကောင်းတယ်ကျွန်တော်ကျွန်တော်ပြောပြီနော်တက်မလို့မှဗိုလ်ချုပ်ကြီးအစင်းတော့တာဝန်တန်းတော်မူတဲ့လူတွေတာတည်သွားတာပေါ့ဗျာပြစ်တယ်လို့စပိန်နဲ့လူကလာပြစ်တယ်တာအဲ့ အဲ့ဒီတော့အတိတတိမရှိဘူးလားအဲ့ပိုချုပ်ကြီးကမဟုတ်ဘူးမဟုတ်ဘူးဒါကျွန်တော်အမှန်ကိုပြောတာတေသွားပြီခုဒီနေ့မှတကြိုးလာကျွန်တော်တို့နားကိုအင်းကြီးအနှွေးတယ်နဲ့မတ်တက်တယ်အုတ်ထုတ်ဆောင်ပဲဝစ်လာရင်ကျွန်တော်တို့အကက်မခံဘူးကြောက်တာနော်အဲကျွန်တော်ကျွန်တော်ကျွန်တော်လုံးဝမရဘူးကျွန်တော်လူပြည်မှာနေတာလူပြည်မှာပဲကျွန်တော်ထိုင်နေတာအများတန်းထိုင်နေအာဒီနေ့တော့မှကျွန်တော်ကနိုဘကင်ဆိုတော့ကျွန်တော်လည်းမိုးကရွာနေတော့ကျွန်တော်ကားကိုအဲအဲ့လိုမျိုးပေါ့နော်ကျွန်တော်ကားကလည်းအတိရတိုင်း ။ဟိုကောင်တွေလိုက်ကြည့်နေရတာမသိဘူး။တို့လှုပ်လို့မရအောင်ကျွန်တော်တို့ကလှုပ်ရတဲ့အကန့်တွေရှိတယ်ဗျ။ဒါကလည်းကြာရင်တိုင်းပြည်တွေအလုပ်လုပ်ရတာတချို့ကမူဝါဒအောက်မှာပဲကြာချုံးနေတာပေါ့။အဲ no parking ဆိုရင်အဲမထားနဲ့ဆိုရင်လေဟိုမထားတော့မထားဘူးပေါ့ဗျာ။တခုခုဆိုရင်တော့တာဝန်ယူမှုတာဝန်ခံမှုရှိလားဆိုလည်းမရှိဘူး။ဆိုင်ကယ်တော့တာလည်းမကျော်ပေးနိုင်ဘူး။ CCTV လည်းရှိတယ်။မဟုတ်လား။ဒါတွေကဟိုပေါ့ပြောကျုံလို့ပြောပြတာပါ။နော်။တာဝန်ယူမှုတာဝန်ခံမှုမရှိတဲ့ အရာအားလုံးမှာတော့ကျွန်တော်လဲကျွန်တော်မှကျွန်တော်လုံကြုံမှုတော့လုံကြုံမှုတခုကိုကျွန်တော်တော့ရွေးချယ်ရတာပဲရွေးချယ်ရတာပဲအမ်ကိုကကြတော့ဟိုကိုရဲ့ကားတွေကြတော့ဟိုထဲတွေရှောက်ထည့်ထားပြီးတော့မှလုံကြုံတဲ့နေရာတွေထည့်ထားပြီးတော့မှဟိုကျွန်တော်တို့ကားကြမှာအနိုးမကင်းနေရာမှာမရက်နဲ့တော့ဘာလို့ဆိုရပါတယ်မရက်ဘူးဒါပေမဲ့အဲ့ဒီကားနဲ့ပတ်သက်လို့အဲ့ဒီကားကိုဘုံတော်ခင်ခနာတောင်ယူလာလို့မင်းခနာဘလို့ပြန်ပြေးမလဲဘွေရတော့ပါနော်ကျွန်တော်တော်လန်ရဲဘော်တွေကနေပြီးတော့မှ ဘယ်ချင်းနေမျိုးမှာဆိုသူတို့ကိုပြက်ရှင်းနေလဲဆိုတာကိုဟိုဆိုရင်ဒီလိုက်လို့တော်တော်လေးကိုလောင်းမြိုက်ပြီးတော့မှခြေခွဲနေတာပဲဖြစ်ပါတယ်ချိုထိုးအောင်ဆုံးလက်ပါနော်သူ့ရဲ့နေမှာပဲကျွန်တော်ရဲဘော်တွေကနေပြီးတော့မှစပိန်နဲ့လာရောက်ပြီးတော့မှရှင်းလင်းခဲ့တာကိုသူတို့ကိုယ်တိုင်လည်းသိရှိထားတာမို့လို့ဇော်ဘဲနေနေတဲ့ပြုံးလို့မှတောင်မှသူ့နေနဲ့ဘုန်းထောင်ခါရမလားဆိုတဲ့အစိုးရမျိုးမျိုးတွေခုဆိုရင်ကျွန်တော်ကြားနေရတာပဲဖြစ်ပါတယ်ဒီလိုမျိုးခြေခွဲလောင်းမြိုက်နေတဲ့ဇော်ဘဲရဲ့စကားတန်နဲ့ပတ်သက်ပြီးတော့မှကြီးစုနေကြတဲ့မျိုးပါပြည်သူတွေဘက်ကနေပြီးတော့မှကိုယ့်ရဲ့အမြင်လေးတွေကိုခြိုက်ပြီးခဲ့ကြဖို့ကျွန်တော်အားလုံးတောင်းဆိုပါတယ် ကြည့်ကျွန်တော်နောက်ထပ်ဗီဒီယိုသဘောအနေနဲ့အရေးချုံပေါ်ကရောနဲ့ပြီးတော့မှစစ်ကောင်စီတပ်ဖွဲ့ဝင်တွေနဲ့ပြူစော်ရီတွေကြားထဲမှာဘာအညိုအားကတာမှမရှိဘူးဆိုပြီးတော့မှပြောလို့မျိုးစားပြောဆိုထားတဲ့ဟာလေကျွန်တော်တစ်ချက်လောက်ကြည့်လိုက်ရအောင်နော်ဘယ်လူကြီးကဘာလုပ်တယ်ဟူလူကြီးကဘာလုပ်တယ်ဒီလူကြီးကဟိုင်းကန်းဘာညာပြောတယ်တဲ့ဦးစင်ကအခုမပြောတော့ဘူးဗျကြောက်လို့မဟုတ်ဘူးဗျတခါတည်းဦးစင်ကမန္တလေးလက်ပတ်ခါမှာဆိုလို့ရှင်တိုင်းကုန်းကိုတိုက်ရိုက်ဆက်လိုက်တယ်ခြေတိုင်းမှာဖြစ်ပြနေတဲ့အရာဆိုလို့ရှင်ဗိုလ်ချုပ်တိတ်ခွင်းတွေကိုတိုက်ရိုက်ဆက်လိုက်တယ် ဘိုးရိုးတိုင်းတွင်းတွေကရေးယူမပြေဘူးဆိုတိုက်မှုကိုဆက်လိုက်တယ်။တိုက်မှုကရေးယူမပြေဘူးဆိုနေပြည်တော်ကိုဆက်လိုက်တယ်။နေပြည်တော်ကရေးယူမပြေဘူးဆိုဥစဉ်ကလိုက်မို့អော်လိုက်တယ်ဒါပဲဥစဉ်တော့လှုပ်ဆောင်ချက်ကနော်။အဲ့တော့ကိုတူတရောင်းနဲ့စိတ်ဝင်ကွဲမဲ့စကလုံးတွေဥစဉ်ကမပြောချင်တော့မပြောလဲမပြောအကြောင်းမရှိဘူးဘာမှဒီချိန်မှာစီလုံးရမယ်ညင်ညွတ်ရမယ်စီလုံးမှုညင်ညွတ်မှုပဲဥစဉ်တော့လိုလားတာတမ်းမတော်ရပြည်သူစီရပြည်သူတွေဥစဉ်တော့ငင်းချမ်းမှုအေးချမ်းချမ်းဖြစ်ဖို့ပါဘကတော့ကိုပဲဥစဉ်တော့အနေနဲ့ကပြောရမှာတူခွဲမဲ့စကားတွေဥစဉ်တော့အနေနဲ့ပြောစရာအကြောင်းမရှိဘူးနော် ပြည်သူစစ်ထဲမှာလည်းမကောင်းတဲ့ပြည်သူတွေရှိရလို့တပ်မတော်တန်းမှာလည်းမကောင်းတဲ့သူရှိတာပဲအကုန်လုံးကခေါင်းကြီးထဲမှာလည်းထုံနီးတူသွားပဲပောက်ကူတော့လည်းအချိန်တိုင်းအများတန်းတော့ကောင်းမနေဘူးပောက်ကူတော့လည်းလူတိုင်းလူတိုင်းကကို့အပြစ်ပူဖို့တော့မမြင်ကြဘူးပဲနော်ဒါမှလည်းဦးစင်းတို့ဒီရွယ်ချက်ကတော့တူတယ်တိုင်းပြည်ကိုငိမ့်ချမ်းစေချင်တယ်တိုင်းပြည်ကိုအေးချမ်းစေချင်တယ်ပြည်သူစစ်ကလည်းထုံနီးတူသွားပဲတိုင်းပြည်ငိမ့်ချမ်းအေးစက်အေးစေချင်လို့နော်ဒါကြောင့်တိုင်းပြည်ပြည်သူလူထုတွေကဒီငကိုရတဲ့တွားလာနေပဲစိတ်ချမ်းသာကိုကြီးကြာမှချင်းမနဲ့အကုန်လုံးတွားရေးလာရေးအစီအပြေချောချောမှုမေရွာသူရွာသားတွေတင်းညာနေစိုက်စိုက်တို့တွေစိုက်အကုန်လုံးဒီပုံစံမျိုးဖြစ်စေချင်တဲ့အတွက်ကြောင့် မခံနိုင်လို့တနက်ထပ်ကင်ကြပြူးစစ်တရနော်တမလို့တော်တွေကလည်းထုံနီးဆိုတော့စစ်တိုင်းနဲ့ခြေထဲမှာသွားနေတယ်တိုင်းပြည်ငြိမ်းချမ်းကျင်တဲ့အတွက်ကြောင့်အားလုံးတမလို့တော်တွေကိုမေးလိုက်ခင်ဗျားတို့မိသားစုနဲ့အေးစစ်စစ်နေချင်းမလားနေချင်းရတာပဲလေအေးစစ်စစ်နေချင်းရတာပဲဘယ်တမလို့တော်ကဘယ်ပြည်သူစစ်မှာစစ်မတိုက်ချင်ဘူးနော်အဲ့တော့ဦးစင်းတို့ဒီစီးလုံးအောင်ညင်ညွတ်အောင် လုပ်ရမယ်မညင်ညွတ်ထားအောင်ညင်ညွတ်အောင်လုပ်ရမယ်မစီးလုံးတော့စီးလုံးအောင်လုပ်ရမယ်နော်အဲ့တော့ချို့တရင်နေမှာတင်တာဟာပြည်သူစစ်ကဘာဖြစ်တယ်ညာဖြစ်တယ်စင့်ဟိုဟာကိုအနာလုပ်ပြီးပြောနေတာဦးစင်းကဘာဖြစ်ချင်တာလဲတော့ခါလေမရမယ်ကြောက်နေဘူးကိုယ်မပြောတတ်လို့မပြောတတ်တယ် အကြောင်းအတီအကုန်ပြောတတ်တယ်ဒါကြောင့်ဥစဉ်တော့မပြောဘူးဒီချိန်မှာပြောစရာလည်းအကြောင်းမရှိဘူးပေါ်တော့ဘယ်ပြောရမလဲပေါ့နော်သူလည်းအခုဆိုရင်သူ့ကိုပြန်ပြီးတော့မှဒီထောင်ထဲဆွဲထက်ခံမှာတော်တော်လေးကြောက်နေတာဖြစ်ပြီးတော့မှအားလုံးတည်ထားတဲ့အချိန်မှာဒီပြူစော်ရီကောင်းဆောင်နဲ့စစ်ကောင်စီရဲ့ဘုံမှုတို့ကိစ္စနဲ့ပတ်သက်ပြီးတော့မှသူတို့ဘက်မှာတော်တော်လေးပွဲဖြစ်နေတယ်ဆိုတော့လည်းသူတို့ ထပ်ပြီးတော့မှကြားရတာပဲဖြစ်ပါတယ်ပြူစောထေဖွဲ့တွေကဆိုတော့စစ်ကောင်စီရဲ့ဒီလိုမျိုးဖိနှိပ်ချုပ်ချယ်မှုတွေကလည်းမျိုးတော့မခနိုင်ကြတော့လို့ဖွဲ့တွေကလည်းမျိုးတော့နှုတ်ထွက်ပြီးတော့မှသူတို့အနေနဲ့ပြန်လည်ခုခံတိုက်ခတ်ဖို့ဒီတောင်မှလှုပ်ဆောင်နေပြီဆိုတဲ့သတင်းမျိုးတွေလည်းကျွန်တော်နောက်ထပ်ကြားသိရတာပဲဖြစ်ပါတယ်ကျွန်တော်တို့နောက်ဆုံးဗီဒီယိုတပိုးအနေနဲ့ကိုစီကလည်းမျိုးတော့ A ရဲ့စစ်မှုထမ်းဥပဒေကြီးညာခြင်းနဲ့ပတ်သက်ပြီးတော့မှအားချောင်ပြောဆိုနေတဲ့ပုသူမဘယ်လိုမျိုးနှုတ်တိပြတ်ထားမလဲဆိုတာကျွန်တော်ဆက်ပြီးတော့မှနားထောင်ကြည့်လိုက်ရအောင်နော် အခုဆိုရင်အေအေကတို့ရခိုင်ပြည်နယ်မှာရှိတဲ့ဆက်မှုတန်းတပ်ထဲမှာအကျုံးဝင်တဲ့လူတွေအကုန်လုံးရခိုင်ပြည်ရဲ့အပြင်ပါရခိုင်ပြည်ကနေတခြားပြည်ပတွေကိုတခြားပြည်နယ်တခြားတိုင်းဒေသကြီးတွေကိုထွက်ခွာခဲ့ပေးလိုက်တယ်ဘယ်မှာတော့ငါအားသာအစိုးရကနေဆက်မှုတန်းဥပဒေထိုးတော့ငါဟာမြန်မာတိုင်းနိုင်ငံလုံးအကြီးကြနေပါတယ်မြန်မာတိုင်းနိုင်ငံလုံးထောင်ကျနေပါတယ်ဆိုပြီးတော့ပြည်ဖြတ်တင်နေဘုံကြုံမျိုးညစ်တင်နေမီဒီယာတွေပေါင်းပြီးတော့ဝါဒဖြန့်ခဲ့ကြတာအုံနေခြင်းနဲ့အခုအေအေက သူတို့ရခိုင်ပြည်နယ်ကနေတခြားကိုထောက်ခံမပေးဘူးအကုန်လုံးရခိုင်ညမှာပဲတင်ရမယ်ရခိုင်ကိုလူမျိုးတုံးပြောက်ခွင့်အောင်လူမျိုးတုံးအောင်ရခိုင်ဆိုတာအယုတ်ရေးပြရအောင်လုပ်နေတာကြတော့ရခိုင်ပြည်နယ်တော့အကျဉ်းထောင်ပေါ့ပေါ့ရှာရှာနော်ဟဲ့သူကမှမပြောရေးကြတာနော်ဘာဘာဘာမသိတယ်ရခိုင်ကိုလူမျိုးတုံးအောင်ရခိုင်ဆိုတာအယုတ်ရေးပြအောင်လုပ်နေတယ်ဆိုတော့ဘယ်သူကလုပ်လဲအေးအေးကရခိုင်မှန်တဲ့အကုန်လိုက်တတ်တယ်ရခိုင်ဒီလိုမှတီတူတွေနေတဲ့မြို့ရွာအိမ်လေးပေါ်မလျှောက်ဘုံလိုက်ကျင်းနေတာလေရင်နဲ့ကျင်းတာအေးရဟမ် အဲ့ဒီရခိုင်ပြည်တော်ဒီလိုစစ်တပ်ကလေနဲ့ဘုံသာမကြောက်အပြောက်နဲ့ရမ်းမထုတ်ဘူးဘာမှမတိုက်ပထားလိုက်အဲ့ဒီရခိုင်ကြီးရခိုင်ပြည်ငြိမ်းချမ်းသွားပြီအဲ့ဒါဆိုလို့ရှိရင်လေရခိုင်ပြည်ကိုတိုက်တယ်လို့နေလို့ရပါပြီအရင်ကပြဿနာကနေတော့အာနာသိက္ခာနဲ့ခွေးစစ်တပ်ကတွားပြီးတော့တတ်နေလို့သိရတာလေဟုတ်တယ်အခုပြောင်းပြန်နေခါကြဒုက္ခဟမ်နောက်ပြီးရရှိသေးတယ်မှာစစ်ကောင်စီကစစ်မှုထမ်းဥပဒေကြောင်းတော့ကြာတော့ဝိုင်းပြောခဲ့တယ်အခုအဲစစ်မှုထမ်းဥပဒေကြောင့်မပြောဘူးကောင်း လက်ရှိစစ်ကောင်စီရဲ့စစ်မှုထမ်းဥပဒေဒီတိုင်းပြည်နဲ့ပြည်သူအကျိုးအတွက်ထမ်းခိုင်းတာလားအာဏာသိမ်းထားတဲ့မြစ်ပထွေးတွေသူတို့အာဏာရဖို့အတွက်စစ်မှုထမ်းဥပဒေထမ်းပြည်သူချင်းပြန်ပိုက်တာရခိုင်မှာဘုတ်ထုတ်ထုံးပြနိုင်တဲ့အခုအေအေကစစ်မှုထမ်းဥပဒေထုတ်ပြန်လာပြီဟုတ်တယ်မတိုက်တဲ့လူတွေမတိုက်ဘူးမှန်ပါတယ်အခုမပြောဘူးဒါပေမဲ့အဲ့ဒီငါကတော့ပုတ်ပုတ်ကိုရေးတယောက်နေနဲ့ထောက်ခံတယ် ဖုံးမြတ်နိုင်လို့လုပ်နေတာဒီဘိုးချုပ်ဖုံးမြတ်နိုင်အာဏာရရေးအတွက်လားဟုတ်တယ်နော်ဒေါက်တာညိုထွန်းအာဏာရရေးအတွက်လားရခိုင်တည်နယ်လွတ်မြောက်ရေးအတွက်လားအဲ့ဒါအစီအစဉ်တန်ဖိုးချင်းမတူဘူးလာရလည်းမတူလို့လာရလည်းမတူဘူးသိလားဒီဘက်ကလာရကဒီတည်နယ်လွတ်မြောက်ဖို့အတွက်နောက်ပြီးတော့ခုရှိတာကဒန်းတူညီညာလို့ဒီမိုကရေစီဟုတ်လားဒီကာလဟာတော်လန်ရေးကာလကိုစီပြောတော့မှန်ပဲเนาะကျွန်တော်ခုဆိုရင် အေဘက်ကနေပြီးတော့မှသူတို့ရခိုင်ပြည်နယ်ထဲမှာရှိတဲ့ရခိုင်တမျိုးသားလုံးအနေနဲ့စစ်မှုထမ်းမဲ့ဆိုပြီးတော့မှကျင်ညာချက်ထုတ်ပေါ်လာပြီးတဲ့နောက်ပိုင်းမှာဒီဘောမှရုပ်ကွိုက်တွေကနေပြီးတော့မှ ကျတို့ပြည်သူတွေဘက်ကနေပြီးတော့မှဒီ AI လိုနဲ့ပတ်သက်ပြီးတော့မှဘာပြောဆိုမှုမရှိဘူးဆိုပြီးတော့မှ WhatsApp ဖြင့်ပြောဆိုနေတာပဲဖြစ်ပါတယ်။တကယ်တမ်းကျတော့ဗောနော်ကျတို့ AI ဘက်ကနေပြီးတော့မှရခိုင်ပြည်နဲ့ရခိုင်လူမျိုးတွေအများဆုံးလူမျိုးနိုင်ဖို့စူးစမ်းနေတာဖြစ်ပြီးတော့မှပြည်မမှာရှိတဲ့ကျတို့တော်လိုင်းရဲဘော်တွေနဲ့ဆိုဖို့ဆိုရင်ဒီတိုက်ပွဲတွေမှာလည်းပေါ်ဆောင်နေတာပဲဖြစ်ပါတယ်။ဆိုတော့ဒီ AI ရဲ့ဗောနော်ကြီးညာထုတ်ပြန်ချက်နဲ့ပတ်သက်ပြီးတော့မှစစ်ကောင်စီအနေနဲ့တော်တော်လေးကိုတွေးလန့်နေတာဖြစ်ပြီးတော့မှ ။မကြာခင်မှာတော့သူတို့ဒီစကောင်စီတပ်ဖွဲ့ဝင်တွေနဲ့ဒီလိုအောက်တန်းစားပွဲမှတွေရဆိုတော့အမြင့်ပြည့်ချေမှုခိုင်းမယ်ဆိုတော့တိရှိလာကြလို့ ပုဒ်မကိုတိုင်ရနေပြီးတော့မှအားချောင်ပြောဆိုနေတာပဲဖြစ်ပါတယ်။မြို့ပပြည်သူတွေကလည်းပြီးတော့မှလည်းကျတို့ပေါ့နော်တော်လိုင်းရဲဘော်တွေရဲ့လှုပ်ဆောင်ချက်တွေနဲ့ပတ်သက်ပြီးတော့မှမာတာတွေရှင်ဝေဖန်ထုတ်ပြပြီးတော့မှအချင်းချင်းအကူအညီပေးမှရင်းနဲ့အားလုံးမျှော်မှန်းထားတဲ့ Federal Democracy လမ်းစဉ်ရရှိနိုင်အောင်ဝိုင်းဝန်းကြိုးစားကြပါဆိုလို့ပြောရင်ကျွန်တော်ဒီနေ့မနေ့ပိုင်းဗီဒီယိုကိုဒီနေ့မှာပဲဆုံးသတ်ချင်ပါတယ်။စအောင်ကြည့်ရှုပေးကြတဲ့မြို့ပပြည်သူများလုံးအထူးကျေးဇူးတင်ပါတယ်။အားလုံးပဲစိတ်ချမ်းသာကိုယ်ချမ်းသာချင်တဲ့ပြည့်စုံပြီးတော့မှတာယာရဲ့ချက်နဲ့နေ့တလေးပိုင်ဆိုင်ကြပါစေလို့ကျွန်တော်ဒီနေ့ကနေဆုမကောင်းတောင်းပေးလိုက်ပါတယ်။